Kim Tae Hee ကြောင့်အခုထိလူပြိုကြီးဖြစ်နေတဲ့နာမည်ကြီးတောင်ကိုရီးယားမင်းသား တောင်ကရီအမင်းသားလီဂျန်ဂျင်ကတခါတော့ငါတက္ကသိုလ်လို့အမည်ရတဲ့ Love Story in Harvard လို့ခေါ်တဲ့ဇာတ်လမ်းနဲ့ပရိသတ်တွေကြားထဲမှာလူသိများထင်ရှားခဲ့သူဖြစ်ပါတယ်။လီဂျန်ဂျင်ကရေးစားဖြစ်သူနဲ့လမ်းခွဲပြီးရနောက်မှာခက်ခဲပင်ပန်းတဲ့ဘဝကိုရင်ဆိုင်ခဲ့ရပြီးတော့ရွှေရောင်တန်းတဲ့နေ့ရက်တွေကိုဆုံးရှုံးခဲ့ရပါတယ်။မင်းသားလီဂျန်ဂျင်ကချစ်သူနဲ့လမ်းခွဲခဲ့ရတဲ့ဖြစ်ရာဆိုရင်လည်းကန်ဆိုးစွာနဲ့ပဲတောင်ကရီအမင်းသမီးခင်ထဲဟင်းနဲ့ပတ်သက်ဆက်နွယ်နေပါတယ်။မင်းသားရဲ့အဆိုအရ Love Story in Harvard ဇာတ် လန်တွဲမပြီးခင်မှာပဲမင်းသားကစိုက်ကားရိုက်ကူးရေးအထက်အမေရိကကိုသွားခဲ့ရတယ်လို့သိရပါတယ်။မင်းသားအချစ်သူနဲ့တော်တော်ကြာခွဲနေခဲ့ပြီးတော့လာအနေငယ်ကြပြီးတဲ့နောက်ကိုရီးယားပြန်ရောက်ချင်းကိုရီးယားမိဘတွေစီကိုချစ်သူလေးနဲ့သွားတွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာခင်ထဲဟီမင်းသားလီဂျန်ဂျင်နိုစီကိုပို့လိုက်တဲ့စာလေးကိုချစ်သူကောင်မလေးကအမတ်မထင်တွေ့မြင်ခဲ့ရလို့သိရတယ်။စာထဲမှာခင်ထဲဟီကလီဂျန်ဂျင်ကိုအဖားရင်ဒီရုပ်ရှင်ကားလေးကိုအဖားနဲ့အတူတူရိုက်ခွင့်ရလို့အရန်ကုန်ယူမိပါတယ်။အခုကစပြီးတော့ညီမလေးကိုပြော အောင်စိတ်ချမ်းသာအောင်ထားပေးပါနော်ဆိုပြီးတော့ရေးထားပါတယ်။ Sao Kim Tae Hee ကလီဂျန်ဂျင်တယောက်တည်းကိုမဟုတ်ဘဲ Kim Rae Won Seo လည်းပို့ခဲ့လို့သိရပါတယ်။ ဒါပေမဲ့လည်းမင်းသားလီဂျန်ချင်းရဲ့ကောင်မလေးကလီဂျန်ချင်းကိုစိတ်နာသွားပြီးတော့ချက်ချင်းလန်ခွဲခဲ့ရလို့သိရပါတယ်။ချစ်သူကောင်မလေးနဲ့လန်ခွဲပြီးတဲ့နောက်မှာလည်းလီဂျန်ချင်းကနောက်ထပ်ရေးစားတရားမှမထားခဲ့ပါဘူး။အဲဒီအချိန်အစပြီးတော့မင်းသားရဲ့အချိရေးကဖျို့ဖျဲဖြစ်ခဲ့ပြီးတော့လက်ရှိအချိန်အသက်45နှစ်အရွယ်အထိလူပြိုကြီးအဖြစ်တည်ရှိနေတုန်းပဲဖြစ်တယ်လို့သိရပါတယ်ရှင်။